ကောင်းသမီးတို့အားလုံးမင်္ဂလာပါဒီချက်ကတော့ဒုတိယရင်ဇာရိတာနဲ့ပြည်သူနေတိဘာသာရက်ကိုတင်ကြားပေးမယ်ဒီချက်နိုင်ဖြစ်ပါတယ်အခုစတင်ချိန်မှာဒီချက်နဲ့အတူတူသင်ခန်းစာ6ចောင်းလိုက်ရင်ကြီးကြီးဆိုတဲ့သင်ခန်းစာလေးကိုတင်ကြားကြမယ်နော်ကဲဒီသင်ခန်းစာလေးကိုတီချဲတို့ကဘာကြောင့်တင်ယူရဖို့လိုတာလဲဆိုတော့ ကျောင်းမှာသားသမီးတို့ရင်ရင်ကြီးကြီးပြုမှုနေထိုင်တတ်ဖို့အတွက်ဖြစ်ပါတယ်။ကဲသားသမီးတို့ရေဒီခြေကသားသမီးတို့ကိုမိကုံးလေးတွေဖတ်ပြအောင်မယ်နော်။သားတင်ချောင်းမှာလိုင်းနာကျင့်သုံးရမယ်ရင်ကြီးတဲ့ကိုနှုတ်အမူအရာတွေကိုနှစ်ယောက်တည်းသွေးနွေးပါတဲ့။မြစ်ပင်နေတဲ့ကျောင်းဝတ်စုံဝတ်သွားရင်သူတပားကိုအနောက်ရှက်ဖြစ်စေသလား။ဘာကြောင့်လဲ။ကျောင်းသားအစ်စ်တွေကျောင်းသားငယ်တွေကိုသင်ဘလို့ကူညီဘူးတလဲတဲ့။ကဲသားတို့သမီးတို့ရေ ရုပ်ပုံလေးကိုကြည့်ကြည့်အောင်တာဝတ်သမီးတို့ဖတ်စာအုပ်ထဲမှာဖော်ပြထားတဲ့ရုပ်ပုံလေး၃ပုံကိုတာဝတ်သမီးတို့ကိုယ်တိုင်ပြုမူခြင်းရှိမရှိဆိုတာကိုတချက်ကိုစဉ်းစားပေးပါဦးကွယ်။ကဲရုပ်ပုံတက်မှာအလံတော်ကိုအလေးပြုနေတဲ့ဒါကအကြောင်းအစီအဝေးခေါ်တဲ့အခါဒီမှာတီချယ်တို့အကြောင်းသူအကြောင်းသားတွေအားလုံးကအကြောင်းရှိမှဆရာဆရာမရဲ့သုံးမစကားကိုနားထောင်ကြရတယ်။တန်းစီပြီးတော့ရက်နေကြရတယ်။ကဲဒီပြုမှုလေးကရောဒါတို့သမီးတို့ပြုမှုချင်းရှိလားမရှိဘူးလား။ ကဲနောက်ရုပ်ပုံလေးကိုကြည့်ပါဦးဆီယာမကိုစာအုပ်တွေကူးတဲ့ပေးနေတာဆီယာဆီယာမကိုကူညီဖို့တဲ့ចောင်းသားចောင်းသူတွေများရှိရရဲ့လားရုပ်ပုံတော့ကောင်လေးနဲ့ကောင်မလေးကအတန်းထဲကို လာနေတာသူတို့ចောင်းလာတဲ့အချိန်ကចောင်းရဲ့အချိန်ဟုတ်ရဲ့လားကဲတအားတို့သမီးတို့ရေအခုတစ်ခါမှာတော့စာသင်ခန်းနှခန်းကိုကြည့်ရှုလေ့လာပြီးတော့ဒီချက်ကိုကြွားချချက်တွေပြောပါဦးကဲပထမစာသင်ခန်းမှာဆီယမစာသင်နေတာကိုအာယုံစိုက်ပြီးတော့တည်တည်ချာချာနားထောင်နေတယ် ဒုတိယစာသင်ခန်းမှာတော့ဆရာစာသင်နေတာကိုနားမထောင်ဘဲနဲ့စကားပြောတဲ့သူကပြောတယ်။အော်ခေါ်နေတဲ့သူကခေါ်နေတယ်။အယုတ်ခောက်နေတဲ့သူကခောက်နေတယ်။ကဲဒီစာသင်ခန်းနှစ်ခန်းမှာရောသားတို့သမီးတို့ဘာခွာခြားချက်ကိုတွေ့တယ်လဲ။ကဲအခုတခါမှာတော့တီချယ်နဲ့အတူတူကျောင်းသားကောင်းဆိုတဲ့ကြပြားလေးကိုရွေးဆိုကြည့်မယ်နော်။ သားကောင်အတူကစားရင်ရမ်းမဖြစ်နဲ့ချစ်ချစ်ခင်ခင်ကစားပါ အနိုင်ကျင့်နာရှက်စရာပဲကွယ်ဇေရာဆိုရာရိုင်းလှစွာចောင်းသားပီပီအကူကြီးပေးလို့ရင်ရင်ကြေးကြေးဆက်ဆက်မှာဆရာပြောတာမြေဝဲမကြအောင်နားထောင်ပါမှလူလိမ်မှာစည်းကမ်းကိုသားရုတ်သေးကြရင်ပညာမုတ်ချတက်မြောက်မှာတက်မှာတက်မှာ ဒီကပြလေးကိုရေးခဲ့တဲ့သူကတော့တင်မိုးလို့မြည်ရပါတယ်တောင်သမီးတို့ရေကဲတောင်သမီးတို့ရေဒီချန်နဲ့အတူတူကပြလေးကိုနောက်တစ်ခေါက်လောက်ထယူကြည့်ကြရအောင်နော်ကြောင်းသားကောင်းအတူကစားရင်ရမဖြစ်နဲ့ချစ်ချစ်ခင်ခင်ကစားပါအနိုင်ကျင့်နာရှက်စရာပဲကွဆဲရာဆိုရာရိုင်းလှစွာကြောင်းသားပီပီအကူညီပေးလို့ရင်ရင်ကြေးကြေးဆက်ဆံပါဆရာပြောရာမြေဝဲမကြအောင်နားထောင်ပါမှလူလိမ်မှာ စီကန်းကိုသားရုတ်သေးကြရင်ပညာမုတ်ချတက်မြောက်မှတက်မှတက်မှကဲတောင်သမီးတို့ရေဒီသင်ခန်းစာလေးကိုသင်ကြားပြီးတော့ဒီချဲရဲ့သားတွေသမီးတွေအကုန်လုံးចောင်းသားကောင်းចောင်းသူကောင်းတွေဖြစ်နိုင်ကြပါစေနော်အဲ့ဒါဆိုလို့ရှင်ရေဒီချဲနဲ့နောက်သင်ခန်းစာမှာပြန်တွေ့ကြမယ်နော်